ာလာလာအကုံဆွဲစားတဲ့စားပွဲကြီးဒီငတ်တွေကိုတော့ငတ်ကြီးဝင်မို့လို့ခေါ်ပါရီငတ်ကြီးဝင်မှုတွေဟာရင်းနှီးငတ်ကြီးတွေဖြစ်ပြီးသူတို့ရဲ့ထူးခြားတဲ့လေပင်အိတ်ကြီးတွေကြောင့်လူတည်များပါရီသူတို့ကဒီအိတ်ကြီးကိုငါးဖန်းရမှာအသုံးပြုပါရီကမ္ဘာပေါ်မှာငတ်ကြီးဝင်မှုမျိုးစိတ်အမျိုးမျိုးရှိပြီးအာရှတိုက်မှာတော့ Sport Bill Pelican လို့ခေါ်တဲ့မျိုးစိတ်ကိုအတွေ့ရများပါရီငတ်ကြီးဝင်မှုတွေရဲ့အထင်ရှားဆုံးထူးခြားချက်ကတော့သူတို့ရဲ့ကြီးမားပြီးတော့စားနိုင်ကြုံနိုင်တဲ့လေပင်အိတ်ကြီးပဲဖြစ်ပါရီဒီအိတ်ကိုငါးရီဖန်းမှုပိုက်ကွန်လို့အသုံးပြုပြီးငါးဖန်းပြီးတဲ့အခါရေတွေကိုပြန်ထုတ်ပြပါရီ ငတ်ကြီးဝင်းမိုရီဟာကြီးမားတဲ့ငတ်တွေဖြစ်ပြီး Sport Bill Pelican ဆိုရင်အလျားတိတသမ2.5မီတာကနေတိတသမ5မီတာအထိရှိနိုင်ပါ ರೀ အတောင်ပံဖြန့်ရင်2တသမ5မီတာလောက်အထိရှိရပါ ರೀ ငတ်ကြီးဝင်းမိုရီရဲ့အမွေးတောင်တွေကအများအပြားမီးဝရောင်ဖြစ်ပြီးဝမ်းပိုက်ပိုက်မှာအဖြူရောင်ဖြစ်ပါ ರೀ နှုတ်သီးမှာအပြာနဲ့ရောင်ဒါမှမဟုတ်ပန်းရောင်ဖြော့ဖြော့အစပ်ပြောက်တွေပါရှိရပါ ರೀ Pelican တွေဟာငါးရီကိုအဓိကထားစားသုံးပါ ರೀ သူတို့ဟာရေမျက်နှာပြေမော်ကိုရေကူးရင်ငါးဖန်တတ်တယ်လို့ အုပ်စုလိုက်စုပေါင်းပြီးငါးရီကိုရေတိမ်ပိုင်းစီကိုမောင်းပို့ပြီးတော့ဖန်တပ်ပါရီငါးပြင်ဂနန်ပဇွန်ဖာတောတော်တတ်တော်ငယ်တွေနဲ့အင်းဆက်ပူမွားတွေကိုလည်းစားတတ်ပါရီနောက်ပြီးသူတို့ဟာသူတို့မျက်စိရှိမှတွေ့သည်မယဗဇတ်ထဲထည့်လို့ရတဲ့အရာမှန်သမျှကိုစားဖို့ကြံတတ်ပါသေးတယ်ငှက်ကြီးဝင်းမိုရီဟာအာဖရိကအာရှဥရောပဩစတြေးလျနဲ့အမေရိကတိုက်တီရဲ့ဥရုယာတီပူနွေတဲ့ဒေသတွေမှာနေထိုင်ကြပါရီအထူးသဖြင့်ကန်ကြီးတွေမြစ်တွေဒီအေတော်တွေနဲ့ကန်ယူရန်ရေပြင်လို့ရေတူကြီးတွေမှာတွေ့ရတတ်ပါရီ မြန်မာနိုင်ငံမှာလည်းငှက်ကြီးဝင်မှုတွေကိုတွေ့ရှိနိုင်ပါတယ်1989ခုနှစ်ခုနှစ်တုန်းကစစ်တောင်းမြစ်တလျှောက်မှာတန်းချီတဲ့ငှက်ကြီးဝင်မှုတွေနေထိုင်ခဲ့တယ်လို့မှတ်တမ်းများအရသိရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာနေထိုင်ရာပြည့်စည်မှုတွေကြောင့်သူတို့ရဲ့ကောင်းရည်ဟာတိတိတတ်တာယောနေသွားခဲ့ပါတယ်ငှက်ကြီးဝင်မှုတွေဟာလူမှုပေါင်းသင်းဆက်ဆံရေးကောင်းပြီးအုပ်စုလိုက်နေထိုင်လေးရှိပါတယ်အစားရှာဖူးရမှာရောအတိုက်ဆောက်ရမှာပါအတူတကွလှုပ်ဆောင်ကြပါတယ်သူတို့ဟာမြေပြင်ပေါ်မှာတိတ်ပြီးလှပစွာမလှုပ်ရှားနိုင်မိမယ်ကောင်းကောင်းပြန်တန်းနိုင်ပြီးရေကူးလဲကျွမ်းကျင်ကြပါတယ် ။ဒါပေါက်ချိန်မှာတော့အဖို့နဲ့မနှစ်ကောင်စလုံးကဥရီကိုအလှည့်ချဝေပေးပြီးဒါပေါက်လေးတွေကိုပြုစုဆောင်ရှားကြပါရီ။ငတ်ကြီးဝေမိုရီဟာသူတို့ရဲ့ထူးခြားတဲ့ပုံစံနဲ့အစာရှာဖွေပုံကြောင့်တဘာဝပတ်ဝန်းကျင်မှာအေးပါတဲ့ငတ်တွေဖြစ်ပါရီ။